ီနေ့ကျွန်တော်တို့လိန်အင်္ဂါမှာဖြစ်တဲ့ကျွမ်းတို့အကြောင်းကိုဆွေးနွေးမယ်။ဒါကကျွန်တော်တို့လိန်ဆက်ဆံဒါကနေပြီးတော့ကုသတဲ့ယောဂတမျိုးဖြစ်တယ်။အဲပုံသဏ္ဍာန်အားဖြင့်ဆိုရင်တော့ဒီကျွမ်းတို့ကအဖို့အလုံးဒါမှမဟုတ်ရင်ဂေါ်ဘီပန်းပွင့်လို ပုံလေးတွေနဲ့ကျွန်တော်တို့လိန်အင်္ဂါနဲ့သူ့ပတ်ဝန်းကျင်မှာပေါ်လာတာကိုကျွန်တော်တို့တွေ့ရတယ်။အများစုကတော့ကျွန်တော်တို့နာကျင်တာမျိုးတော့မရှိဘူး။အဲရားရံတာမျိုးတော့ကျွန်တော်ဖြစ်နိုင်ပါတယ်။ main credit မှာဆိုရင်ဒါ main မကိုတအင်းကောင်းဝင်းကျင်နေမှာကျွန်တော်တွေ့နိုင်တယ် အဲအမျိုးသားတွေမှာဆိုတော့ကျွန်တော်တို့လိန်ဒန်တို့အဲဒီအာဝေးစေပေါ့နော်ဒီပြောကြတော့အာစအိုပဝင်းချင်းမျိုးမှာကျွန်တော်တို့တွေ့ရတတ်ပါတယ်အဲဘလို့ကူးဆက်နိုင်နေဆိုရင်ကျွန်တော်တို့အဓိကကတော့ဒါလိန်ဆက်ဆန္ဒကနေပြီးတော့ပဲကူးတာပါကျွန်တော်တို့လိန်အင်္ဂါချင်းထိတွေ့တဲ့အခါမျိုးတွေမှာအဲပါဇက်နဲ့လိန်ဆက်ဆန္ဒဒါမှမဟုတ်ရင်စအိုနဲ့လိန်ဆက်ဆန္ဒတွေကနေပြီးတော့ကူးဆက်နိုင်ပါတယ်ကွန်တော့မတုံးတဲ့သူတွေမှာဆိုရင်ဒါပို့ပြီးတော့ဖြစ်နိုင်ခြင်းမြင့်ပါတယ် အဲယောဂရှိတဲ့သူတယောက်နဲ့ကျွန်တော်တို့အရေးပြားချင်း ထိတွေ့လိုက်ယုံနေတယ်ကျွန်တော်တို့ကုနိုင်ပါတယ်အဲတခါကုရဲဆိုရင်ကျွန်တော်တို့ဒါအာလက္ခဏာကလေတချို့လူတွေမှာချက်ချင်းမပေါ်မပေါ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ဒါဒါရက်ပေါင်းများစွာဒါမှမဟုတ်လာပေါင်းများစွာအာယောဂလက္ခဏာမပေါ်ဘဲနဲ့လေကျွန်တော်တို့ဟိုရှိနေနိုင်ပါတယ်အဲဒီကျွတ်နှုတ်ကိုဖြစ်စေတဲ့ virus ကတော့ဒါ HPV human papilloma virus ဖြစ်ပါတယ် HPV မှာကျွန်တော်တို့အမျိုးအစားကွဲတွေအများကြီးရှိတယ်။ဒီပေါ့နော်ဒီလိင်ငါမှာဖြစ်စေတဲ့အဲဒီကျွမ်းနှုတ်ကိုဖြစ်စေတဲ့အမျိုးအစားကတော့ HPV အမျိုးအစားနံပါတ်6နဲ့နံပါတ်7ပဲဖြစ်ပါတယ်။အဲဒီအမျိုးအစားတစ်ခုကဒါကျွန်တော်တို့ low risk အမျိုးအစားလို့ပြောလို့ရတယ်။သူကဒါအမျိုးသမီးတွေမှာဒါတအိမ်ကောင်းကန်စာဖြစ်စေတာမျိုးတော့မရှိပါဘူး။အဲဒါပေမဲ့ဒီပေါ့နော်တချို့အမျိုးအစားပေါ့ ဒီနံပါတ်16 18ဒီအမျိုးစားနဲ့တွဲပြီးတော့ရှိနေမယ်ဆိုရင်တော့ဒါတိုင်ကောင်းကန်စားဖြစ်စေနိုင်ပါတယ်ဒီအမျိုးသမီးတွေမှာပေါ့နော်ဒီလိုမျိုး human papilloma virus ကျွတ်နို့ဒါကူးစက်တာကဒါနှိရှိကြရဲဆိုရင်တော့ဒါကျွန်တော်တို့ဒါတိုင်ကောင်းကန်စားဖြစ်နိုင်ခြင်းမြင့်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါကျွတ်နို့ရှိရဲဆိုရင်ကျွန်တော်တို့ဒါဆရာဝန်နဲ့ပြပြီးတော့စစ်ဆေးတဲ့နဲ့ အဲတချို့လူတွေမှာဆိုရင်ဒါ low risk ကျွန်းတို့အမျိုးအစားရော high risk ကျွန်းတို့အမျိုးအစားရောနှမျိုးလုံးကူးဆက်နေတာမျိုးဖြစ်နိုင်ပါတယ်ဟုတ်ပြီတတော်တို့ဘလုံးကာဝယ်လို့ရမလဲဗောနော်ကာဝယ်နည်းတွေကကျွန်တော်လိန်ဆက်ဆံတဲ့အခါမှာအကုန်လုံးသုံးပါ ပြီးရင် human papilloma virus ဗောနော်ကျွန်းတို့ကာဝယ်ဆေးကိုဒါဆော့ဆော့လင်းလင်းထိုးထားပေးပါအဲပြီးတော့အမျိုးသမီးတွေဆိုရင်တော့ဒါ pasmia လို့ခေါ်တဲ့စစ်ဆေးမှုတွေကိုပုံမှန်လုပ်ပါတကယ်လို့ယောဂရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့လိန်ဆေး လိမ့်တာမျိုးဒါမှမဟုတ်ကျွန်တော်တို့လေစာခွဲစိတ်တာဒါမျိုးတွေကျွန်တော်တို့ကုသနိုင်ပါတယ်